ဘာဖြစ်ဖြစ်စရောက်ထင်းနဲ့တီရောက်ကန်သွားယူနိုက်တက်ကိုချီးကျူးရမယ်ပထမပိုင်းမှာအဆင့်နှစ်ကိုခဏရောက်မယ်ပွဲပြင်ပြန်ရှင်းမယ်ဒါယူနိုက်တက်ရဲ့အခုနောက်ပိုင်းဖြစ်လာတဲ့ပုံစံဆိုပေမဲ့အဒီနေ့ပွဲမှာတော့ယူနိုက်တက်ကတကယ်ကိုကောင်းမွန်လုံးခဲ့ပါတယ်စပါကရှိုးကွန်တာဂက်တွေပူရတယ်ဆိုပေမဲ့တကယ်တမ်းအင်တိုင်အားတဲ့ကစားသွားခဲ့တာကယူနိုက်တက်ပါနောက်ပြီးတော့လူစားလဲခွင့်မရှိတော့တဲ့အချိန်လက်ကျန်အချိန်တွေကိုဆယ်ယောက်ထင်းနဲ့ကစားသူအားခဲ့တာကြောင့်လေ United တို့ကိုဒီနေ့ပွဲမှာပို့ပြီးတော့ချီးကျူးတင်တာပါ။ဒါကြောင့် United က17ယောက်နေထားနဲ့ကစားမယ်ဆိုရင်ဂိုးပေးရမှာလည်းမဟုတ်တယ်လို့မင်းညာပွဲမှာတည်လဲကြခဲ့ရမှာမဟုတ်ပါဘူး။ လိုအပ်ချက်တွေရှိခဲ့တာလွဲ United တိုးတက်လာတာကတော့အမှန်ပါပဲအခုလိုမျိုးတိုးတက်နေတဲ့ United ရဲ့အစုအဖွဲ့ထဲမှာ Shash Gua ကတော်တော်ကြီးကိုတိုးတက်ဖို့လိုနေပါသေးတယ်နောက်ပြီးတော့သူကတော်တော်လေးလေးပါတယ်ဘောင်းမီတဲ့အုတ်ကဲများထဲကန်ဒီတရားတော်မှာအောင်းမရတဲ့အထီကိုလေးလွန်းတာပါဒါကြောင့်တိုက်စစ်သုံးအောင်ထဲမှာဆိုရင် Jenny ရောက်ကတော်တော်လေးကိုတိုးတက်လာနေပြီးတော့ Shash Gua ကတော့ရှိနေတဲ့ခြေစွမ်းနေပါကြာစင်းပြီးတော့လူဝေပန်စရာဖြစ်နေတော့တာပါနောက်ပြီးတော့စပါဆိုရင်လည်းဒီနေ့ဘွဲမှာကစားအတော်တော်လေးကိုကောင်းတယ်စပါနောက်တန်းကဗန်နီဗန်ဆိုရင်တိုက်စစ်မှာကစားတင်တဲ့အထိကိုကောင်းလုံးနဲ့နောက်တန်းတူးပါ နောက်ပြီးတော့မင်းညပွဲမှာ United ဘက်ကို goal ပေါက်ကန်သွင်းချက်တွေနဲ့သူတို့ကတော်တော်လေးကိုချိန်ချောက်နိုင်ခဲ့ပါတယ်။ United ကိုယ်တမလက်မန်စ်ကလည်းအတော်လေးကို save သွားနိုင်ပါတယ်။ဒါကြောင့်ဒီပွဲမှာဆိုရင်10ရောက်နဲ့တည်ရအောင်ပြန်လိုက်ကစားခဲ့တဲ့ United ရော goal ပေါက်ကန်သွင်းချက်တွေနဲ့အစွမ်းကုန်ဆော့သွားခဲ့တဲ့ Spurs ရောတကယ်ကိုကောင်းခဲ့ကြပါတယ်။ဒါပေမဲ့ United တို့ကတော့ပိုပြီးတော့ကောင်းတယ်။အောက်သင်းအဖြစ်အနိုင်ခံရတဲ့အချိန်မှာ Spurs လိုမျိုးအသင်းကတော့မှလောင်နေတဲ့အချိန်မှာသူတို့ကတကယ်ကိုတိုးတက်လာတဲ့ခြေစွမ်းမျိုးတွေနဲ့အရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်ကိုနောက်ဆုံးမိနစ်ထိပြသသွားတာပါ။ ဒါကြောင့် United ကအခုဆိုရင်တော့၅ပွဲဆက်မနိုင်သည့်တိုင်အောင်၅ပွဲဆက်မရှိုးဘူးဆိုရယ်စံချိန်တစ်ခုကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်အဆင့်၈မှာရှိနေတဲ့ United ကလည်းရမတ်ဆက်ရှင်မဲ့နဲ့ချန်ပီယံနေရာအတွက်ချိန်ချောင်းနေသေးပဲဖြစ်ပါတယ်။ဒီတော့ United ကိုရှော့မတွက်ထားကြပါလိမ့်ဦး။အခုက United ကကြက်ထားနေရမဟုတ်ဘူး။အခုက United ကတကယ်ကောင်းနေတာ။အရင်ကပုံစံတိုင်းဆိုရင်အခုလိုပွဲမျိုးကဂိုးပြတ်တောင်မှရှုံးနေမယ်။ဒါပေမဲ့လူရင်းအားဝယ်ဖြစ်နေစနစ်အပြောင်းလဲလုံးလာတဲ့ဒီနေ့မှာတော့ United ကတဖြည်းဖြည်းနဲ့တိုးတက်လာနေဖြစ်ပါတယ်။ United fan တွေတော့မသိပါဘူးတခြား19သင်း fan တွေတော့မှအခုလိုမျိုးတိုးတက်လာနေတဲ့ United ရဲ့ပုံစံကိုအတော်လေးချီးကျူးနေကြပါတယ်။ဒါကြောင့်ပွဲမပြီးမချင်း United ကိုငါတို့နိုင်သွားပြီလို့တွေးလိုက်တဲ့အသင်းကတော့အခုလိုပဲတည်ကြရင်ကြမကြရင်တော့အရှုံးတွေရင်ဆိုင်ရမှာပါပဲ။ဒီတော့အထင်သေးချင်းနဲ့တခြားနေရာသွားပါ United ရဲ့ဝန်းမှာတော့အထင်သေးချင်းကပြစ်မှုမြောက်ပါတယ်။